ုတင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားပိုင်လေဆေးရခိုင်နှုံးကြပ်ပျက်စီးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ယူကရိန်းကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရုရှားပိုင်ဆိုင်ထားတဲ့မဟာဗျူဟာများအုံပြရတဲ့စစ်လေရင်တွေကဆေးရခိုင်နှုံးကြပ်ပျက်စီးခဲ့လို့သိရပါတယ်။ပစ္စည်းကအစ်စ်လျွေနေတဲ့မှာတာဝဲပြည်လက်နက်တွေကိုတဲဆောင်တိုက်ခိုက်နိုင်တဲ့ TU95 နဲ့ TU22 ဘုံကျဲလျွေနေပါဝင်ခဲ့သလို A50 ထောင်းလိုင်းလျွေနေတွေလည်းပါဝင်ခဲ့လို့သိရပါဗျ။ တိခိုက်ပျက်စီးရဲ့အရေးအတွက်အတိအကျကိုအတည်ပြုလာမှုမရှိခဲ့ပေမဲ့ဂျိုးတပ်ပုံမှန်တမ်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့ယူကရိန်းဒုံးတွေမှာကြန့်ရှိခဲ့တဲ့ဗီဒီယိုမှတ်တမ်းတွေကရုရှားပိုင်လေးစစ်နေစဉ်အနေဆုံးပျက်စီးသွားခဲ့တယ်လို့သတ်မှတ်ထားကြပါတယ်ရုရှားဒုတိယနိုင်ငံသားဝင်ကြီးကတိုက်ခိုက်ခံခဲ့ရတာကြောင့်ပျက်စီးခဲ့ရတဲ့လေယာဉ်တွေကတချို့ကိုပြင်ဆင်သွားပြုနိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ရုရှားဘက်ကအဆိုပါဖြစ်စဉ်အတွက်ကြည်ကြည်မာမာလက်တော့ပြန်တိုက်ခိုက်သွားမယ်လို့ပြောကြားခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကယူကရိန်းနိုင်ငံမျိုးတော်ကီကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချမ်းဝါပေးပို့လာပါဗျ။